မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 26ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမြင်းကြံခရိုင်နထိုးကြီးနယ်အနောက်ချမ်းကမန္တလေးကျေးရွာကိုဝင်ရောက်စီးနှင်းကနေအိမ်တွေကိုမိရှို့ဖျက်ဆီးနေတဲ့စစ်ခွေးစစ်ကြောင်းကိုတော်လိုင်းအင်အားစုတွေက August 20ရက်နေ့မှာတိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီအုပ်စုဘက်ကစစ်သား10ဦးကျော်တိတ်ဆုံးကလက်နက်ခဲအချုပ်ကိုတင်စီရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဩဂတ်စ်လ16ရက်နေ့ကနေကတီရာယုမုံဥဆောင်တဲ့ပြူစောထီတွေနဲ့စစ်ကောင်စီရဲ့စစ်ခွေးတပ်ဖွဲ့ဟာမန်လေရွာကိုဝင်ရောက်စီးနင်းပြီးတဲ့နောက်ဩဂတ်စ်လ20ရက်နေ့မှာတိုက်ခိုက်ခံလိုက်ရတာပဲဖြစ်ပါတယ်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာတနက်နက်လအပါအဝင်ခဲရန်နဲ့ဆက်ဆက်ပြည်စည်းတွေကိုတိုက်စီရမိခဲ့တယ်လို့စစ်ခွေးဆယ်ကောင်ကျော်တိတ်ဆုံးခဲ့တာကြောင့်မြင်းညာနယ်ဘက်ချမ်းကိုတက်ဆုတ်ခွာထွက်ပြေးသွားတယ်လို့နထိုးကြီးမြို့နယ်ပတ်ကဖသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်အခုလက်ရှိမှာကတော့တိုက်ပွဲမရှိဘူးပြ စေချောင်းကတော့ကျွန်တော်တို့နဲ့တိုက်ပွဲဖြစ်ပြီးတော့မြင်းညာနေတဲ့ကိုပြန်ပြီးတော့ဆုတ်ခွာထွက်ပြေးသွားပါတယ်ကျွန်တော်တို့နှထိုးကြီးနေထဲမှာတော့မန်လဲတဆိုးလက်ဝဲတဲတော်အဲ့ဒီရွာတွေကိုလည်းစေခွေးတွေကမိရှုပ်သွားသေးတယ်မန်လဲရွာတိုက်ပွဲအတွင်းမှာစေခွေးတွေစီကနေပြီးတော့ MA 11နှစ်လက် drone shooter တစ်လက်ငကြင်းမီပြောင်းတစ်ချောင်းလက်ပြဘုံ၃လုံး starling တစ်လုံးနဲ့ငွေသားအချို့ကြီးပေါင်းနှစ်ခုနဲ့ခဲရံတွေကိုသိမ်းဆည်းရမိခဲ့တယ်လို့တော်လိုင်းအဖွဲ့တွေက မနေ့ကဩဂတ်လ25ရက်နေ့ညပိုင်းမှာသတင်းထုတ်ပြန်ထားပါတယ်။အဲ့ဒီတိုက်ပွဲကိုမြင်းညာခရိုင်တရင်တပ်ဖွဲ့တွေနဲ့အတူနထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖမြင်းညာခရိုင်ပြည်သူ့ကာကွယ်အဖွဲ့ပကဖတို့ကအတူပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။မန်လေရွာတိုက်ပွဲမှာအထိနာသွားတဲ့စစ်ခွေးအုပ်စုကလေကြောင်းကနေဘုံကျဲပစ်ခတ်နေတယ်လို့မြေပြင်စစ်ကြောင်းကနေလည်းဩဂတ်လ20ရက်နေ့ကနေ21ရက်နေ့အထိနှစ်ရက်ဆက်တိုက်ရွာလုံးချွတ်နီးပါးမိရှုဖျက်ဆီးခဲ့တာကြောင့် နေအိမ်အလုံး900ထက်မနည်းမီးလောင်ပြန်ချသွားခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်လက်တလုံးမှာမြင်းညာမျိုးအရှိချမ်းနဲ့နထိုးကြီးနဲ့အနောက်ချမ်းတို့ကိုစစ်ကြောင်းထိုးနေတဲ့စစ်ခွင်းစစ်ကြောင်းတွေကခြေရွာဆဲရွာကျော်ကိုစီးနေလူရဲမီးရှို့ဖျက်ဆီးထားတယ်လို့ဒေသခံပြည်သူအယောက်20ကျော်ကိုလည်းဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့မြေပြင်သတင်းရင်းမြစ်တွေကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းဗုတ်ပြင်းမြို့နယ်ဗုတ်ပြင်းမြို့ကနေလေညာမြို့ဘက်ကိုတက်လာတဲ့ စစ်ကား၃စီးကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာ G2 အပါဝင်စစ်ခွေးအယောက်20ထက်မနည်းတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဩဂတ်လ25ရက်နေ့နေ့လယ်12:55မိနစ်အချိန်မှာဗိုလ်ပြင်းမျိုးကနေလေညာမျိုးဘက်ကိုဥတည်ပြီးတော့ထွက်ခွာလာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စစ်ကား၃စီးကိုဗိတ်တဝဲခရိုင်လေကစောမျိုးနဲ့ထောင်ရုံးကျေးရွာအနီးမှာစောင့်ကြိုပြီးတော့မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဘက်က G2 အပါဝင် စစ်ခွေးအကောင်20ထက်မင်းသေးဆုံးခဲ့ပြီးတော့အဲ့ဒီစစ်ကားများဟာဗိုလ်ပြင်းမျိုးဘက်ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တိုက်ရဲ203တပ်ခွဲနှစ်ကရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲမွန်ပြည်နယ်တန်ဖြူစရဲမြို့ဝင်ပေါက်မှာရှိတဲ့စစ်ခွေးတိုက်ရဲဖောင်စိန်စစ်စေးရိတ်ဂိတ်ကိုဝင်းရောက်တိုက်ခိုက်ခဲ့ရာစစ်သားတအုပ်တေဆုံးပြီးတော့၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ NMSP AD ရမညမွန်အာမီကသတင်းထုတ်ပြန်ထားပါတယ်။ဩဂတ်စ်လ22ရက်နေ့မနက်9:45မိနစ်မှာတန်ဖြူစည်းအမျိုးဝင်ပေါက်မှာရှိတဲ့အကြမ်းဖက်စစ်ခွေးတပ်ရဲ့ဖောင်းစိန်စစ်ဆေးရေးဂိတ်တိုးဂိတ်ကိုရမညမွန်တပ်တော် RMA က မူးလုံမြို့နယ်မှာရှိတဲ့တော်လိုင်းတပ်ဖွဲ့များကဝင်ရောက်ပြီးတော့တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲ15မိနစ်ခန့်ကြာမြင့်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာစစ်ခွေးဘက်ကတအုပ်သေးဆုံးပြီးတော့တအုပ်ထိခိုက်ဒဏ်ရာရရှိကရမညမွန်တက်တော် RMA ကတပ်ဖွဲ့ဝင်များအားလုံးအထိခိုက်မရှိဘဲနဲ့အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလားရှုံမြို့မှာနေကင်းဘက်အချင်းကြီးကားလူရမှုဖြစ်ပွားတဲ့အပေါ်မှာလုံခြုံရေးကင်းမဲ့တယ်ဆိုပြီးတော့ဝေဖန်ခဲ့တယ်။တောင်ကြီးမြို့ကကိုနေသွေးကိုစစ်ခွေးတပ်ကပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းကနေကာကွယ်ရေးဥပဒေနဲ့အမှုဖွင့်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဩဂတ်စ23ရက်နေ့ညနေ6နာရီခွဲအချိန်မှာဒါရှုံမျိုးရက်ကွက်9မှာမြို့ကန်အမျိုးသမီးမောင်းတင်လာတဲ့ကားကိုအမျိုးသားနှစ်ဦးကဆိုင်ကယ်နဲ့လာပြီးတော့တနက်နဲ့ပြက်ဖောက်ကားကားကိုလူရက်သွားခဲ့တယ်လို့သိရပါဗျ။အခုလိုလူရက်မှုအပေါ်ဒါရှုံမျိုးမှာလုံခြုံရေးမရှိဖြစ်နေကြောင်းပြည်သူများကိုမဲပေးရန်သာတိုက်တွန်းနေပြီးတော့လုံခြုံရေးကိုတော့မနိုင်ဘူးဆိုတဲ့အကြောင်းပြည်သူဆန္ဒကိုသာလိုချင်ပြီးတော့အဖြစ်မရှိကြောင်းတောင်ကြီးမြို့မှာနေတဲ့ကိုနေသွေးကသူ့ရဲ့လူမှုကွန်ရက်ပေါ်မှာဝေဖန်ရေးသားခဲ့ပါဗျ။ အခုလိုရေးသားမှုအပေါ်စစ်ခွေးတက်ကကိုနေသွေးရဲ့လာရှိုဘဲကြီး Facebook အကောင့်ရဲ့ရေးသားမှုများဟာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုပြပြားစေရန်ရေးသားဖြန့်ဝေမှုအဖြစ်နဲ့တတ်မှတ်လိုက်ပြီးတော့2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းကကာကွယ်ပေးရဥပဒေပုံမှန်23ကကြီးနဲ့အမှုဖွင့်ဖမ်းဆီးလိုက်ခြင်းဖြစ်တယ်လို့သိရပါဗျ။ကိုနေသွေးဟာတောင်ကြီးမြို့နယ်အေးတာယာမြို့ရက်ွက်တက်မှာနေထိုင်တဲ့သူဖြစ်တဲ့အတွက်တောင်ကြီးမြို့အေးတာယာနယ်မြေရဲစခန်းမှာ အမှုဖွင့်ဖမ်းဆီးထားတယ်လို့သိရပါတယ်။2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းကနေကာကွယ်ရေးဥပဒေပုံမှန်23ကကြီးမှာရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းရှင်များကိုဖျက်ဆီးသို့မဟုတ်လုပ်ငန်းရှင်ရဲ့ဒစိမ့်ဒေတာကိုဖျက်ဆီးပြပြားစီရင်ဟောပြောခြင်းပြောဆိုခြင်းစီယုံခြင်းလှုပ်ဆော်ခြင်းစာနာပြခြင်းသို့မဟုတ်ရေးသားဖြန့်ချီခြင်းတို့ကိုမြည်သည့်နည်းနဲ့မှမပြုလုပ်ရပဲအဲ့ဒီတားမြစ်ချက်ကိုဖောက်ပြကျူးလွန်ကြောင်းပြစ်မှုထင်ရှားခဲ့ရင် အဲ့ဒီသူကိုထောင်ထဲအနည်းဆုံး၃နှစ်ကနေပြီးတော့အများဆုံး9နှစ်အထိချမှတ်ရမယ်အပြင်ငွေဒဏ်လည်းချမှတ်နိုင်တယ်လို့ပြဋ္ဌာန်းထားပါတယ်။တောင်ကြီးမြို့ကကိုနေသွေးကို2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းကနေကာကွယ်ပေးရေးဥပဒေနဲ့အမှုဖွင့်တာဟာပထမအဦးဆုံးသောအမှုဖြစ်တယ်လို့ရဲသတင်းအရေးမြင့်ထံကသိရပါတယ်။အကြမ်းဖက်စစ်ခွေးတပ်ကအခုနှစ်ကုန်ပိုင်းမှာရွေးကောက်ပွဲကိုကာကွယ်ရန်အထွတ်နှောက်ယှက်ဖျက်ဆီးသူများကို ထောင်ဒဏ်အနည်းဆုံး၃နှစ်ကနေထောင်ဒဏ်တသက်တကျွန်းနဲ့တေဒဏ်များအထိချမှတ်နိုင်တဲ့ဥပဒေကိုစစ်ကောင်စီကဇူလိုင်လ29ရက်နေ့မှာပြဋ္ဌာန်းခဲ့ပါတယ်။အကြမ်းဖက်စစ်ခွေးတပ်ကပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းကနေကာကွယ်ပေးရေးဥပဒေလိုအမိတက်ထားတယ်။ဥပဒေကိုပြဋ္ဌာန်းလိုက်ပြီးတော့အဲ့ဒီဥပဒေမှာရွေးကောက်ပွဲလုံခြုံရေးကော်မတီများကိုဗဟိုအဆင့်ကနေပြီးတော့ပြည်내တိုင်းမြို့နယ်များအထိဖွဲ့စည်းမှာဖြစ်တယ်လို့စစ်ကောင်စီကပြဋ္ဌာန်းထားပါတယ်။စစ်ကောင်စီကပြဋ္ဌာန်းထားတဲ့ဥပဒေမှာရွေးကောက်ပွဲကိုပြပြစေရန် ဟောပြောခြင်းပြောဆိုခြင်းစီယုံခြင်းလှုံ့ဆော်ခြင်းဆန္ဒပြခြင်းရေးသားဖြန့်ဝေခြင်းတို့ကိုပြုလုပ်ပါကအရေးယူမှာဖြစ်ကြောင်းချိန်ချောက်ခြင်းဟန်တာခြင်းမလျော်ဩဇာတုံးခြင်းနာကျင်စေခြင်းအပြည့်အထန်နာကျင်စေခြင်းလူစုလူဝေးနဲ့ကန့်ကွက်ခြင်းလူသေးဆုံးခြင်းများဖြစ်ပေါ်လာပါကပြည့်မှုကိုလိုက်ပြီးတော့အ ਨੇ ဆုံးထောင်းတန်းသုံးနှစ်ကနေအများဆုံးထောင်းတန်းတသက်တကျွန်းနဲ့တေတံတို့ကိုချမှတ်မှာဖြစ်တယ်လို့ဖော်ပြထားကြောင်းတင်ရရှိပါရယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့် update သတင်းကတော့ရခိုင်ပြည်နယ်မြောက်ဦးမြို့ကိုစစ်ခွေးတပ်ကလေရင်နဲ့ဘုံကျဲခဲ့တဲ့အတွာတေဆုံးသူစုစုပေါင်းဆန္ဒဦးထိရှိလာပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဩဂတ်လ25ရက်နေ့ည7:25မိနစ်ခန့်အချိန်မှာအရခပြည်မြောက်ဦးမြို့ဒိုင်းကျေရက်ကော့ကိုအကြမ်းဖက်စစ်ခွေးတပ်က Jet Fighter နဲ့ဘုံနှလုံးကျဲချတိုက်ခိုက်သွားတယ်လို့သိရပါဗျ။အခုလိုမျိုးလေးချောင်းတိုက်ခတ်မှုကြောင့်အလူလောက်ရန်ပြင်ဆင်နေကြတဲ့မိသားစုဝင်များနဲ့ အဲ့ဒီပတ်ဝန်းကျင်အနီးအနားကရှိတဲ့ကလေးငယ်9ဦးအပါအဝင်အပြစ်မဲ့တဲ့အရတားပြည်သူ12ဦးသေဆုံးခဲ့ရပြီးတော့ပြည်သူအယောက်20လဲထိခိုက်ဒဏ်ရာများရရှိကာနေအိမ်ရှင်းလုံးပြည့်စည်ခဲ့ရတယ်လို့သိရပါဗျ။စစ်တပ်ကညအချိန်လူအများအိမ်မောကျနေတာကိုအခွင့်ကောင်းယူပြီးတော့အခုလိုမျိုးအပြစ်မဲ့တဲ့အရတားပြည်သူများထိခိုက်သေဆုံးမှုများပြားစေရန်တမင်တကာရည်ရွယ်ချက်ရှိရှိနဲ့ ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။2025ခုနှစ်ဇန်နဝါရီလကနေအခုအချိန်ထိစစ်ခွေးတိုက်ရဲ့လေကြောင်းတိုက်ခတ်မှုကြောင့်တေဆုံးသူပြည်သူစုစုပေါင်း86ဦးအထိရှိလာပြီလို့သိရပါတယ်။ စစ်ခွေးတိုက်ရဲ့လေကြောင်းတိုက်ခတ်မှုများအနေနဲ့2025ခုနှစ်မေလ14ရက်နဲ့15ရက်နေ့များမှာလဲစစ်ခွေးတပ်ကကြောက်တော်မြို့ရွာမရက်ကွက်ကို Jet Fighter နဲ့နှစ်ရက်ဆက်တိုက်ဘုံကျဲတိုက်ခတ်မှုကြောင့်အပြစ်မဲ့အရသားပြည်သူ၈ဦးသေဆုံးခဲ့ပြီးတော့ဒဏ်ရာရရှိသူစုစုပေါင်း14ဦးထိရှိခဲ့တယ်လို့သိရပါဗျ။အလားတူပဲ2025ခုနှစ်မေလ13ရက်နေ့မနက်09:05မိနစ်အချိန်မှာလဲရွတိတောင်မြို့နယ်ထောရဝေရွာဟောင်းကိုလဲစစ်တပ်က Jet Fighter နဲ့ဘုံကျဲချခဲ့တဲ့အတော့ပြည်သူ၁၂ဦးတိတ်ဆုံးခဲ့ရတယ်လို့သိရပါဗျ။ အရခပြည်သူများကိုအခုလိုမျိုးအစုလိုက်ပြုံလိုက်တက်ဖြတ်ကစစ်ရာဇဝဲမှုများကိုနိုင်ငံအနှက်နေစဉ်ရက်ဆက်ကျူးလွန်နေတဲ့စစ်ခွေးတိုက်ရဲ့စစ်ရာဇဝဲမှုနဲ့လူသားမျိုးနွယ်အပေါ်ပြစ်မှုကျူးလွန်နေတဲ့လောက်ရများကိုပြင်းထန်စွာရှုံချပြီးတော့အဲ့ဒီလောက်ရများကိုနိုင်ငံတကာအဖွဲ့အစည်းများထံကိုပေးပို့သွားမှာဖြစ်တဲ့အပြင်အေအေကလုံတဲ့လုံထိုက်တာများကိုလည်းဆက်လက်ပြီးတော့လုံဆောင်သွားမှာဖြစ်တယ်လို့ထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာနေ့တိုင်းတရချောင်းမြို့နယ်မှာစစ်ခွေးတပ်ကမိုးရွှေကူရွာနဲ့စော်ဖျားရွာကိုစစ်ကြောင်းထိုးဝင်ရောက်ပြီးတော့နေအိမ်အလုံး80ခန်းကိုမိရှုဖျက်ဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီစစ်ကြောင်းမှာစစ်ကောင်စီတပ်သားအင်အား200ခန့်ပါဝင်ပြီးတော့ဩဂတ်လ22ရက်နေ့ကစပြီးမိုးရွှေကူရွာနဲ့စော်ဖျားရွာတွေကိုဝင်းရောက်စစ်ကြောင်းထိုးပြီးနေအိမ်တွေကိုမိရှုဖျက်ဆီးနေတာလို့ဒေသတွင်းသတင်းရင်းမြစ်ကပြောပြထားပါဗျ။ဒီကနေ့ဩဂတ်လ26ရက်နေ့နေ့လယ်12နာရီကျော်အချိန်မှာတော့ စိတ်ခွေးတက်သားများဟာကြောက်တင်ကား3စီကျင်းကား6စီဒိုင်းနာတစ်စီးအပြင်ဖောကား4စီးနဲ့ဒဝယ်မြို့ပေါ်ကိုတက်ပြန်ဆုတ်နေတယ်လို့သိရပါဗါးအခုထိပြန်ထွက်နေတော့မဲ့ဗျဖောကား4စီးကတော့ဒဝယ်တဲကိုပြန်ဝင်သွားပြီတချို့တော့ကြံနေသေးတယ်လို့ဒေတာတွင်းစီရေးသတင်းရင်းမြစ်ကအတိအပြုပြောကြားထားပါဗါးစစ်ကောင်စီတပ်သားတွေအခုလိုမျိုးတက်ပြန်ဆုတ်တဲ့အချိန်မှာနေအိမ်တွေကနေပြီးတော့ဖောက်ထွင်းခိုးယူထားတဲ့တံမိုးကြီးတဲ့ပစ္စည်းတွေကိုဖောကား4စီးနဲ့တယ်ဆောင်သွားပြီဒဝယ်မြို့ပေါ်ကိုမောင်းနှင်သွားတယ်လို့အဲ့ဒီသတင်းရင်းမြစ်ကပြောပြထားပါဗါး နေအိမ်တွေကိုမိရှုဖောက်ပြင်းခံရတဲ့မိုးရွှေကူနဲ့စော်ဖျားရွာကိုမဝင်ရောက်ခင်မှာစစ်ခွေးတွေဟာလက်နက်ကြီးလက်နက်ငယ်တွေနဲ့ရန်တမ်းပစ်ခတ်ဝင်ရောက်ခဲ့တာဖြစ်ပြီးတော့ပြည်သူတွေထိခိုက်မှုရှိမရှိဆိုတာကိုတော့အပြည့်အစုံမသိရသေးဘူးလို့ပြောပါတယ်။အဲ့ဒီစစ်ခွေးဆက်ကြောင်းဟာဒဝေအခြေဆိုင်ခလာရ25တက်ကနေရောက်ရှိလာတဲ့အင်အား200ဝန်းကျင်ပါတဲ့စစ်ကြောင်းဖြစ်ပြီးပြီးခဲ့တဲ့ရက်ပိုင်းကလည်းကနအူးရောက်ရှိနေတဲ့စစ်ကြောင်းတစ်ကြောင်းလည်းထပ်ပြီးတော့ရှိနေသေးတယ်လို့ဒေတာရင်းစီရေးသတင်းရင်းမြစ်ကစုံစမ်းသိရှိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းမုံရွာမြို့နယ်မှာစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးထားတဲ့စစ်မှုထမ်းဟောင်းတအုပ်နဲ့တပ်သားတဲ့တအုပ်တို့ဟာတနက်တက်လက်ကိုယူဆောင်လာပြီးတော့အလင်းဝင်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ၃ရက်နေ့ကမုံရွာမြို့နယ်ကြောက်ကလမ်းပိုင်းကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ခွေးတပ်ကစစ်မှုရဟောင်းတအုပ်နဲ့စစ်မှုရတပ်သားတဲ့တအုပ်တို့က North Wars Plains Revolutionary Force MPRF တံကိုအလင်းဝင်ရောက်လာခဲ့တယ်လို့သိရပါဗျ။အလင်းဝင်ရောက်လာသူများဟာစစ်မှုထမ်းတပ်သားကျော်ဦးနဲ့စစ်မှုထမ်းဟောင်းတီဟာတို့ဖြစ်ပြီးတော့ MA1 တပ်နဲ့တပ်လက်နဲ့ဘုံဒီနှလုံးကိုယူဆောင်လာတယ်လို့သိရပါဗျ။စစ်ခွေးတပ်ကလိုက်လံပစ်ခတ်မှုတွေကြားထဲကနေပြီးတော့တော်လိုင်းရေးမဟာမိတ်များထံကိုရဲဝင်စွာနဲ့လာရောက်ပူးပေါင်းခဲ့သူများဖြစ်တယ်လို့သိရပါဗျ။စစ်မှုထမ်းဟောင်းတီဟာဟာ2017ခုနှစ်မှာစစ်တပ်မှထောင်ချပြီးတော့ပြန်ထွက်လာသူဖြစ်က မိသားစုကိုလောက်ကန်ရှာဖွေကျွေးမွေးနေသူဖြစ်တယ်လို့သိရပါဗျ။ဒါပေမဲ့စစ်တပ်ကစစ်သားလုံအပ်မှုကြောင့်ပေါ်တာဆွဲဖမ်းဆီးတဲ့အတွက်စစ်မှုထမ်းတပ်သားတဲ့အဖြစ်နဲ့ထမှန်စုဆောင်းခြင်းခံလိုက်ရတယ်လို့သိရပါဗျ။သူတို့နှစ်ယောက်စလုံးကဩဂတ်စ်လ23ရက်နေ့မှာလင်းဝင်ရောက်လာတာပါ။မတူပီ304တပ်ရင်းကနေမုံရွာကျောက်ကလမ်းမိုင်းကိုပို့ဆောင်ခံလိုက်ရတယ်။တယောက်ကစစ်သားဟောင်းပေါ့။သူတို့ကဘာမှမချိတ်ဆက်ပဲနဲ့ထွက်ပြေးလာတာ။အဲ့ဒါတပ်ပြေးသတင်းကြားတာနဲ့ကျွန်တော်တို့လည်းမဟာမိတ်တပ်တွေနဲ့လိုက်ရှာရတာပေါ့တကယ်ကိုခက်ခက်ခဲခဲနဲ့ကဲခဲ့ရတာပါတယောက်ကတော့တောင်ငူမြို့နယ်ကပါ နောက်တစ်ဦးကတော့မြောင်းမြမြို့နယ်ကပါစစ်မှုထမ်းတင်တန်းကတော့စစ်မှုထမ်းအပတ်စဉ်30ကပါကွင်းကောက်မြို့နယ်ကတကတငားမှာစစ်တင်တန်းတက်ရောက်ခဲ့ပါတယ်ဦးတီဟာကပေါ်တာဆွဲဖမ်းဆီးခံရတဲ့အချိန်မှာစစ်သားဟောင်းမှာပြောတာလည်းမရဘူးပေါ်တာဆွဲဖမ်းဆီးခံရတာပါပဲလို့ Northwest Plains Revolutionary Force MBRF ကတောင်ရှိသူကရှင်းပြထားပါတယ် အကြမ်းဖက်စစ်ခွေးတပ်ကအရာရှိအရာခံများကမိမိတို့ရဲ့အကျိုးစီးပွားအတွက်လိုအပ်ရင်မိမိတို့ရဲ့လူများရဲ့ဘဝများကိုတောင်ချမ်းသာမပေးပဲအတင်းအကျပ်ဖိနှိပ်မှုများဟာပေါ်လွင်နေကြောင်းသိရပါတယ်စစ်မှုထမ်းစုဆောင်ခံရတဲ့လူငယ်များအနေနဲ့လည်း၎င်းတို့အာမခံပေးတဲ့အခွင့်အရေးများအလုံးကိုလုံးဝမယုံကြည်တဲ့ကြောင်းအခွင့်အရေးရပါကကာကွယ်တပ်မတော်နဲ့မဟာမိတ်များထံကိုလာရောက်ပြီးတော့ပူးပေါင်းပါဝင်ကြရန် NPRF အဖွဲ့ကအသိပေးနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အချမ်းပါစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ